မြန်မာတရုတ်နှစ်နိုင်ငံချစ်ကြည်ရေး85နှစ်ပြည့်ထိမ့်မတ်အစီအစဉ်ဖြစ်ပြန်ကြားရေးဝင်ကြီးဌာနမြန်မာအတန်နဲ့ရုံမြင့်တန်ကြားနဲ့တရုတ်နိုင်ငံ China Media Group CMG တို့ပူးပေါင်းကျင်းပတဲ့အားပေးတွဲယူဖေးမကူငရင်ပေးတင်ပြည်သူများအတွက်နှစ်သိမ့်အားပေးမှုအခမ်းအနားကိုဇွန်လ9ရက်နေ့မနက်ပိုင်းကနေပြည်တော်တက္ကသိုလ်မြို့နယ်ရှိမြန်မာအတန်နဲ့ရုံမြင့်တန်ကြား Auditorium ခန်းမှာကျင်းပပါတယ် အဆိုပါအခမ်းအနားကိုပြန်ကြားရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးမမအောင်လူမှုဝန်ထမ်းကဲဆယ်ရေးနဲ့ပြည်လည်နေရချထားရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒေါက်တာစိုးဝင်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတန်ထွန်းဦးပညာရေးဝင်ကြီးဌာနဒုတိယဝင်ကြီးဒေါက်တာစောမြင့်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်မတ်ကြီးမစ်မာကြားနဲ့ဌာနဆိုင်ရာအကြီးအကဲများဖိတ်ကြားထားတဲ့ဧည့်သည်တော်များတက်ရောက်ကြပါသည် ရှေးဦးစွာပြင်ပအဆိုရှင်ရဲတိုင်း CMG မှဒေသရှင်မြမင်းမြမတန်နဲ့ရုံမြင့်တန်ကြားမှအဆိုရှင်များနဲ့ကျောင်းသားကျောင်းသူလေးများကစုပေါင်းပြီးလက်တွဲတိုက်ဖြတ်မျှော်လင့်လျက်ဒေသချင်းဖြစ်ဖြောပြတင်ဆက်ပါရစေ။ ဆက်လက်ပြီးအင်အားပြင်းထန်မြေငရင်တန်းကိုရင်ဆိုင်ကျော်လွှားပြီးပုံမကောင်းမွန်သောအနာဂတ်နေ့ရက်များသို့ရှောင်လမ်းမည်မြန်မာဗီဒီယိုကလစ်ကိုပြသပါရစေ။အရင်နောက်မန္တလေးငရင်ကြီးထံကြောင့်တည်ဆုံသွားသူများအတွက်ဝန်내ချင်းထိမ့်မှတ်အဖြစ်10မိနစ်ညှိနှိုင်းသက်ကြပါရစေ။ အရင်နောက်ပြန်ကြားရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးမမအောင်ကအမှားစကားပြောကြားပါတယ်။ အရင်နောက်မြန်မာနိုင်ငံဆိုင်ရာတရုတ်သံမတ်ကြီး Miss Ma Cha ကအမှားစကားပြောကြားပါတယ်။ အရင်နောက်တရုတ်နိုင်ငံ CMG မှရိုက်ကူးထုတ်လုပ်ထားတဲ့မြန်မာစာတမ်းထုတ်ရုပ်ရှင်နဲ့ရုပ်သံမှတ်တမ်းဆိုင်ရာပရိုမိုကိုပြသပြီးမြန်မာနိုင်ငံဆိုင်ရာတရုတ်သံမှကြီးကပြည်ထောင်စုဝန်ကြီးထံသို့မြန်မာအတန်နဲ့ရုပ်မြင့်တန်ကြားမှထုတ်လင်းပြသရန်အတွက် CMG မှမြန်မာဘာသာဖြင့်ရိုက်ကူးထုတ်လုပ်ထားတဲ့ရုပ်ရှင်နဲ့မှတ်တမ်းဇလန်းတို့များအားပေးရပါတယ်။ ဆက်လက်ပြီးမြန်မာနိုင်ငံဆိုင်ရာတရုတ်သံမက်ကြီးမစ်မာကြောင့်တရုတ်နိုင်ငံစီလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှညွှန်ကြားရေးမှူးမစ်လင်ရှန်နဲ့ CMG ဘူရို Chief Milin တို့ကနေပြည်တော်တက္ကသိုလ်မြို့နယ်မှာမြင်ငရင်တန်းကြောင့်နေအိမ်အဆောက်အုံထိခိုက်ပျက်စီးခဲ့တဲ့အိမ်အောင်စုဆက်တက်စုနဲ့ပညာရေးဝန်ကြီးဌာနမှအိမ်အောင်စု130ကိုစားကိုစလဲနှစ်ဦးတို့အားထောက်ပံ့ပစ္စည်းများပေးအပ်ပြီးစုပေါင်းမှတ်တမ်းတင်တပ်ဖုံရိုက်ကူးကြပါတယ်။ ရီးနောက်တရုတ်နိုင်ငံ CMG နဲ့မြန်မာတန်တဲ့ရုံမြင့်တန်ကြားတို့မှအဆိုရှင်များကတိတ်တချင်းများအားတရုတ်မြန်မာနှစ်ဘာသာဖြင့်ဖြောပြတင်ဆက်ကြပါသည်။ ဆက်လက်ပြီးမြန်မာတရုတ်နှစ်နိုင်ငံချစ်ကြည်ရေ85နှစ်ပြည့်အထိမ်းအမှတ်ဖြင့်တက်ရောက်လာတဲ့ပြည်သက်များအားမေကွန်း၅ခုစီမေးမြန်းပြီးအပြည့်အမှန်ဖြေဆိုခဲ့ကြသူများအားအမှတ်တရလက်ဆောင်များပေးအပ်ပါတယ်။အရင်နောက်တရုတ်နိုင်ငံ CMG နဲ့မြန်မာအတန်နဲ့ရုပ်မြင့်တန်ကြားတို့မှအဆိုရှင်များကဒေသချင်းများဖြင့်စုပေါင်းဖျော်ဖြေတင်ဆက်ကြပါတယ်။ ဖြော်ပြမှုအပြီးမှာပြည်ထောင်စုဝန်ကြီးကအခမ်းအနားမှာပါဝင်ဆောင်ရွက်ခဲ့ကြသူများအားပန်းချင်းပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။